ူကအင်္ဂလန်ဝင်လာတဲ့စာအုပ်ကိုဒီ vocal technique စာအုပ်ကို original စာအုပ်ကိုဖွင့်တယ်လူပုံလေးဆွဲတယ်ဆွဲပြီးတော့ဗမာလူလေးရေးတယ်ဆရာတယောက်ထိုင်ပြီးတော့အဲစာအုပ်မှာစာရေးပြီးတော့ထိုင်တင်ပေးတာကိုငှက်ဆရာထူးရင်နေပေါ့အကိုတို့ကျွန်တော်အချင်းလေးပြန်ဆိုချင်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ပေးမလဲပေါ့နော်ဆိုလို့ရမလားပေါ့မင်းငါပြောသလိုဆိုရင်ဆိုလို့ရမယ်တဲ့ဟုတ်ကဲ့အဲ ဲ့တော့အခုအနုပညာကြီးဘယ်လိုယူမလဲဘောချင်းဖို့ဆိုငါပြောသူဆိုပြီးတော့တပြားကမယူဘူးတဲ့မင်းတော့ငါပြန်ဘီယာတက်ဝင်မယ်တဲ့ No I need in the god ဖြူရောင်အင်ဂျီလေးကိုတချင်းမဆိုရင်သူအဲ့ဆာရယ်လေးကိုတချင်းဆာရယ်လေးကိုသူ့ဘာကိုရှိရလဲသူ့ဘာကိုချပြီးသူ့ဘာကိုကြည်နေတိုင်းမိတိုင်းကြည်နေတာပြီးလဲပြီးတော့ကြောက်ငါဆိုရမယ်ခေါ်ဆိုမင်းတို့ကအဲအသုံးကောက်ပဲပြီးပြီးလုံးဝမရှိအမိုက်စားပဲလုံးဝ ဒီသချင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ vocal technique တွေပေါ့ဒီ breathing exercise တွေပါညာကျွန်တော်အိမ်မှာ morgan လာခေါ်တယ်ခေါ်ပြီးတော့ neurosis တို့ခေါ်ပါတယ်ခေါ်ပြီးတော့သူကအင်္ဂလန်ကလာစာအုပ်ကိုဒီ vocal technique စာအုပ်ကို original စာအုပ်ကိုဖွင့်တယ်လူပုံလေးဆွဲတယ်ဆွဲပြီးတော့ဗမာလူလေးရေးတယ်ဆရာတယောက်ထိုင်ပြီးတော့အဲစာအုပ်မှာစာရေးပြီးတော့ထိုင်တင်ပေးတာကိုငှက်ဆရာထွေးနေပေါ့ဆရာထွေးနေတော့ကျွန်တော်ကအဲ့လို သူတို့တချင်ကျွန်တော်ကြီးတာလေကိုညီတို့တို့ကိုငှက်တို့တချင်ကျွန်တော်တို့အဲ့အဲ့သူတို့နေအောင်စကြည့်တာကျွန်တော်အဲ့လိုမျိုးစကြည့်တော့ကိုငှက်တချင်ကျွန်တော်မရတာတပုံးမှမရှိဘူးကျွန်တော်အကုန်လုံးရတယ်မရတာမရှိဘူးဆိုတော့ဟိုကိုငှက်ကလည်းတည့်ရတယ်မှာကျွန်တော်ကလည်းအဲဟိုဘာလို့ဟိုဘာမေးဆက်ပြီးတော့သူနဲ့သူနဲ့သူ့လည်းအရင်လေးစားတော့လေတကယ်ကြတော့ကျွန်တော်မေးဆက်ပြီးကျွန်တော်ရင်းနှီးသွားတယ်ရင်းနှီးသွားတဲ့ခါကျတော့ကိုငှက်လိုလိုပဲပေါ့ဆိုတော့သူ့တချင်နေပို့ကျွန်တော်ဆိုကျင်နေပေါ့အဲလူနေအင်ကြီးဆိုတာလေဆိုကျင်နေဆိုတော့ဘာပြောလဲဆိုတော့ အကိုတို့ကျွန်တော်အချင်းလေးပြန်ဆိုချင်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ပေးမလဲပေါ့နော်ဆိုလို့ရမလားပေါ့မင်းငါပြောသလိုဆိုရင်ဆိုလို့ရမယ်တဲ့အဲအဲ့တော့အကိုနုပညာကြီးဘယ်လိုယူမလဲပေါ့အချင်းဖို့ဆိုငါပြောသလိုဆိုမယ်ဆိုတပြားမှမယူဘူးယူတဲ့မင်းတော့ငါပြန်ပြီးရတတ်မှာပဲဖြူစင်လာတော့အင်းကြီးလေးဝုတ်ဖို့ရှလာတယ်မင်းငါပြောသလိုဆိုကျွန်တော်လည်းပြောတာပေါ့နော်ဘယ်လိုပြောအဲ့ချိန်မှာဟိုကနေပြီးတော့အဲ စတူနော်သူကအဲ့မှာ scorpion poison လိုမျိုးပေါ့ poison လိုမျိုးဟိုလောက်ပြီးတော့ style နဲ့ကျွန်တော်လုခိုင်းနေပေါ့တီတီခိုင်းနေပေါ့အဲ့သူတို့ဟိုတီခိုင်းနေပေါ့တီခိုင်းပြီးတော့ကျွန်တော်သူစုခိုင်းနေပေါ့နော်အဲ့ခါကျတော့ကျွန်တော်လည်းအဲ့မှာအခုတော့ကိုကဆုံးတော့အချင်းတော့ပြန်ပြန်ထိပ်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်ရှင်မထဲတော့ဘူးပေါ့သူကျွန်တော်ကိုဒီမိုဆုပေးတာရှိတယ်အဲ့တော့ never မှာကျွန်တော်လို့ထိုင်ပြီးတော့ချင်းစာသားနဲ့စာအုပ်နဲ့အဲ့လိုမျိုးတတွေ့တဲ့သူကအဲ့လို ဒီ technique တွေကိုပုံလေးဆွဲပြီးကျွန်တော်ရှင်းပြတာရှိတယ်အသက်ကိုဘယ်လိုရှူရလဲအိတ်ကြိမ်ဘယ်လိုရှူရလဲထိုင်နေဘယ်လိုရှူရလဲလမ်းလျှောက်ဘယ်လိုရှူရလဲတခြင်းစာသားတွေမှာဆိုမယ်ကိုလေရှူမဲ့နေရာလေးတွေမှာဘယ်နေရာမှာ post လုပ်မယ်ဘယ်နေရာမှာဖိမယ်ဘယ်နေရာမှာဖော့မယ်ဆိုတာလေကိုယ့်ဘက်ကိုပဲဟိုလိုဆုံးဖြတ်နေပေါ့နော် ပြီးတော့အဲ့ဒါသူဆိုလို့ရှိရင်ကွန်ကရစ်ဆိုရင်တခြင်းဆိုရင်နှစ်ခေါက်သုံးခေါက်နဲ့ပုံမဆိုဘူးရေးလဲဆရာကြဟုတ်ကဲ့ဘယ်လောက်ခက်ခဲသူကတခြင်းမဆိုရင်သူကအဲ့ဆရာလေးကိုတခြင်းဆရာလေးကိုသူ့ဘက်ကိုရှိရတယ်သူသူ့ဘက်ကိုချပြီးသူ့ဘက်ကိုကြည့်နေ ထိုင်ပြီးတိုင်းကြည့်ညာသူပါတကယ်လို့မို့သူစိတ်ထဲမှာပင်နေမှာသူ rest လုပ်မယ်ပင်နေမှာအဟိုဒါဒါဒါရှူမယ်ပင်နေမှာ vibrate လုပ်ထည့်မယ်ပင်နေမှာမထည့်ဘူးတော့သူစလုံးတွေအဖိဖို့တွေအတိတ်ပဲရှိအောင်သူသူထိုင်ပြီးအကြာကြီးပဲသူသူစဉ်းစားနေရတယ်သူတိတိလေးပဲသူပါဆိုအေးစေးတယောက်တည်းသူများလို့စိုးကြည့်နေပါလားမရှိဘူးသူဒီတိုင်းပြီးလိုက်ပြီးတော့ကြောက်ငါဆိုရမယ်ခေါ်ဆိုမင်းသွားရအောင်အသုံးကောက်ပဲပြီးပြီးလုံးဝမရှိအမိုက်စားရတော့ ဲ့လိုမျိုးပေါ့အဲ့တော့သူသူမေးခဲ့တာပေါ့လေအဲ့လိုမျိုးပေါ့အဲ့တော့လူနေအိမ်လေးကထွက်ပြစ်သွားတာပေါ့ဟိုထွက်ပြစ်လိုက်ဘူးအဲ့တော့ကကျွန်တော်အိမ်မှာအင်္ဂလန်ရောက်နေပြီရောက်နေတဲ့ခါကျတော့ကုံကဆုံးသွားတဲ့အချိန်မှာဆုံးမဲ့ချင်းကျတော့အဲ့ဒီချင်းကိုကိုမြေမိုးအောင်လို့ပါပဲကိုတို့ရှာနေတောင်းပြီးတော့ကျွန်တော်လည်းပြေးကြပါသူဆိုရတာအဲ့ဒီမူလေးပေါ့သူကအဲ့တော့ poison လို့တီးထားတာဆိုတော့ခါကျတော့နည်းနည်းသူက country rock ပဲရောက်တော့ဆိုတော့ခက်ချက်ချင်းလေးဖြစ်နေမှာတော့သူကအဲ့ဒီသူဆိုရတဲ့ဥစ္စာလေးကိုပဲကျွန်တော်ပြန်ပေးခွင့်ရလိုက်တာကိုကျွန်တော်ကျေးဇူးရမ်းတင်တယ်ပေါ့နော်အဲ့လိုမျိုးကိုမြေမိုးလို့ပြန်ပေးလိုက်အဲ့ကိုငယ်သူတီးပြီးတော့မှ သူ့ဇမားအားကြီးပြတ်ပါလာတယ်အဲ့ fashion လေးပေါ့သူဟာမနီကလေးမှုထားတယ်သူပဲခေါ်လို့ကြည့်ထားတာပဲဘူးမှမကြည့်ရသေးဘူးလို့မျိုးပေါ့ချိန်ကြီးကုန်းငယ်တော့ကျွန်တော်လေးအွေရောက်ပြီ